အတွေးအခေါ်တစ်ခုတည်းနဲ့လူတယောက်ရဲ့ဘဝဟာတူတောင်းစားဘဝကနီးစီးပွားရေးလုပ်ငန်းရှင်တယောက်အထိပြောင်းလဲသွားနိုင်တယ်ဆိုတာယုံနိုင်ကြမလားဗျာ။ကဲဒီနေ့မှာတော့ကျွန်တော်တို့ရဲ့စိတ်ကလက်တွေ့ဘဝကိုဘလို့ပုံဖော်နိုင်တယ်လဲဆိုတဲ့အကြောင်းကို တကယ်ကိုစွမ်းအားပြည့်တဲ့ပုံမြင်လေးတစ်ပုဒ်နဲ့အတူလေ့လာကြည့်ကြရအောင်။ဒီအကြောင်းကိုပြောရင် နပိုလီယံဟေးရဲ့နာမည်ကြီးစာအုပ် Think and Grow Rich ထဲကစကားတစ်ခွန်းကိုသွားတည်ရမိတဲ့သူကဘာပြောခဲ့လဲဆိုတော့ သင်ပါကိုတွေးတယ်လေသင်အိတ်တာပဲဖြစ်လာတယ်တဲ့ဟုတ်ပါပဲဒီလောက်ရိုးရှင်းလက်အသေးရဲ့ခေါ်လေးတစ်ခုကလူတယောက်ရဲ့ကံကြမ္မကိုဘလို့များပြောင်းလဲပစ်လိုက်နိုင်တယ်လဲဆိုတာစက်ပြီးကြည့်လိုက်ကြရအောင်ဗျာဒါပေမဲ့ခဏလေးဒီနေရာမှာမေးစရာတစ်ခုတော့ရှိလာပြီအတွေးကသာလက်တွေ့ဘဝကိုဖန်တီးနိုင်တယ်ဆိုရင်လေဘာဖြစ်လို့လူတတော်များများဟာအောင်မြင်ဖို့အတွက်ဒီလောက်ချီရုန်းကန်နေကြရတာလဲอืมဒီမေခွန်းရဲ့အဖြေကတော့အခုပြောပြမဲ့ပုံပြင်လေးထဲမှာပုံရှိုးနေပါတယ်ခင်ဗျာ ကဲဇလန်းလေးကိုအစောပြေးလိုက်ကြရအောင်မြင့်ယောင်ကြည့်လိုက်ပါလူတွေရှုပ်ရက်ခတ်နေတယ်ပူတာယုံကြည်တခုအဲ့ဒီနေရာမှာပဲလူနည်းရောက်ရက်ဘဝလမ်းကြောင်းတွေကဆုံတွေ့ခဲ့ကြတယ်ပြီးတော့မထင်မထားတဲ့မေခွန်းလေးတခုကအရာအလုံးကို ပြောင်းပြန်လံပစ်လိုက်တော့တာပါပဲသူတို့နှစ်ယောက်ရဲ့လောကမင်းကလုံးဝအကွဲပြားနေတာဗျာတယောက်ကငါမဘာမှမရှိဘူးငါယူယုံမဲ့တတ်နိုင်ရဲ့ဆိုတဲ့ချိုတဲမိုးစိတ်နဲ့တွေးနေချိန်မှာနောက်တစ်ယောက်ကတော့တမိုးဆိုတာအပြန်လန်ဖလှယ်ရတဲ့အရာလို့မြင်နေတယ် အတိအကျပြောရရင်ဒီစိတ်တဘောထားကွာခြားချက်လေးကပင်သူရဲ့ကံကြမ္မာတွေကိုပိုင်းခြားသတ်မှတ်နေကြတာပေါ့အဲ့ဒီမှာပဲဗျာစီဝဲသမားကဒူတောင်းစားရဲ့ဖြစ်တည်မှုတစ်ခုလုံးကိုပါမြေခွန်းထုတ်စီမဲ့စကားတခုံးကိုမေးလိုက်တဲ့သူကဗာမေးလိုက်လဲဆိုတော့ခမ ्या ကအမြဲတမ်းသူများစီကယူပဲယူနေတာလားတယောက်ယောက်ကိုတစ်ခုခုရောပြန်ပေးဖူးလို့လားတဲ့အော်ဒီမေခွန်းကသူ့ရဲ့ကဘာကြီးကိုတဆက်စီဖြိုခွဲလိုက်တယ်လို့ပါပဲဗျာဆိုတော့စီဝဲသမားရဲ့အတွေ့အခေါ်ကရှင်းရှင်းလေးပါ ဒါဟာစီးပွားရေးလောကရဲ့အခြေခံအကြအဆုံးညမတစ်ခုပဲ။တန်ဖိုးတစ်ခုကိုအရင်ဖန်တီးပြီးမြပြီးမှအဲ့ဒီတန်ဖိုးကိုပြန်ရယူမယ်။ဒါကတနာလို့ပေးတာကရုဏာထားလို့ပေးတာနဲ့လုံးဝမဆိုင်ဘူး။ကိုဘလော့တန်ဖိုးဖန်တီးနိုင်တယ်လဲဆိုရင်အပေါ်မှာပဲမူတည်နေလားပေါ့။အဲ့ဒီစကားတွေကတူတောင်းစားရဲ့စိတ်တယ်မှာတူဝဲလေးလေးပဲတင်ထက်နေခဲ့တယ်။နေပေါင်းများစွာ သူယုံကြည်လာခဲ့တဲ့သူ့ဘွားရဲ့အခြေခံအုံမြင့်ကြီးတစ်ခုလုံးကိုလှုပ်ခါလိုက်တယ်လို့ပါပဲ။သူတကယ်ပဲ YouTube တက်တက်တိရောက်လား ဒါမှမဟုတ်သူလဲပေးကမ်းနိုင်တဲ့သူတယောက်ဖြစ်နိုင်သေးလားဆိုပြီးအတွေးတွေနဲ့ချက်လာတော့တာပေါ့အဲ့ဒီအချိန်မှာပဲအတွေးတစ်ခုကသူ့စိတ်ထဲမှာမျိုးစေးလေးတစ်စိတ်လိုအမြင့်တွေစပြုတ်လာတယ်အဲ့ဒါကတော့တခုခုကိုရချင်ရင်အရင်ဆုံးပေးရမယ်ဆိုတဲ့အတွေးပါပဲဒါဟာသူ့အတွက်တော့တကယ်ကိုတော်လင်ရေးတစ်ခုလိုပါပဲဒါပေမဲ့ဒါပေမဲ့အကြီးမားဆုံးအခက်အခဲကတော့ရှိနေတာပဲသူ့လိုဘာမှမရှိတဲ့သူတောင်းစားတယောက်ကဘလို့တံပိုးမျိုးကိုများဖန်တီးပေးနိုင်မှာလဲ ဒီအသွေးကသူ့ကိုမျောလင်းချက်ပေးတယ်လို့ရှိပေမဲ့တစ်ဖက်မှာလည်းဒါကတိတ်ကိတ်ကိုကြီးမားတဲ့စိန်ခေါ်မှုကြီးတစ်ခုဖြစ်နေခဲ့တာပေါ့အဲ့ဒီလိုအတွေးနဲ့နေတော့မှပဲဗျာယထာလန်းဘေးမှာဘသူမှအရေးကြီးုံမလို့ပဲသူ့လိုလိုပွင့်နေတဲ့တော်ပန်းလေးတွေကိုသူပတိထားမိလိုက်တယ်အဲ့ဒီမှာပဲအဖေကသူ့မျက်စိရှေ့မှာပဲပေါ်လာတော့တာပဲရိုရှင်နဲ့လှပတယ်ပြီးတော့အလကားလည်းရနိုင်တယ်အဲ့ဒါကတော့ပန်းနေပါပဲဒါနဲ့သူလဲရိုရှင်ရဲ့စံတမှုလေးတစ်ခုကိုစားလိုက်တယ်ပန်းလေးတွေကိုခူးမယ် ပြီးတော့သူ့ကိုအကျွေးစီပေးတဲ့လူတိုင်းကိုကျေးဇူးတင်ခြင်းရဲ့တင်္ကေတအနေနဲ့ပန်းတပွင့်တံပေးမယ်။ဒီလိုတေးသေးမွားမွားလုံးရဲ့လီးတစ်ခုကသူ့ဘဝတစ်ခုလုံးကို ပြောင်းလဲသွားစေမယ်လို့အဲ့ဒီအချိန်ကသူ့ကိုယ်တိုင်တောင်ဒီဟဲမှာမဟုတ်ပါဘူး။အပြောင်းလဲကတကယ်ကိုချက်ချင်းဆိုလိုပါပဲ။လူတွေကသူ့ကိုယ်တနာလို့ပိတ်ဆံပေးတာမျိုးမဟုတ်တော့ဘူး။လှပတဲ့ပန်းလီးတပွင့်ရသူတာတန်ရာတန်ကြီးကိုပေးလာကြတာ။အရင်ကတနာကရုဏာတတ်တဲ့အကြည့်တင်နေရမှာ အခုတော့လေးစားမှုနဲ့ပြုံးရွှယ်မှုတွေကိုသူပြန်မြင်လာရတယ်။အဲ့ဒီခချင်မှာပဲသူဟာတန်ဖိုးကိုဖားလဲနေပြီးဆိုတော့ကိုကောင်းကောင်းကြီးတပေါ်ပေါက်တော်တော်တာပဲ။ကဲလာအနေငယ်လောက်ကြာသွားတဲ့အခါမှာတော့ကန်ဂျမာကသူ့လိုနှစ်ယောက်ကိုနောက်တစ်ခေါက်ပြန်ဆောင်တွေ့စေခဲ့ပြန်တယ်။ဒါပေမဲ့ဒီတစ်ခါမှာတော့အရင်ကနေဘာမှမတူတော့ဘူး။အရာအားလုံးဟာပြောင်းလဲသွားဖက်ပါပြီ။စစ်ပွားရေးသမားကသူ့ရဲ့အသင်ပြောင်းသွားမှုကိုအတိအမှတ်ပြုလိုက်တယ်။ ပြီးတော့သူ့ဘဝအတွက်အမတ်တရားဖြစ်စီမဲ့စကားတကွန်းကိုပြောလိုက်ပါတယ်။ဒီနေ့ကစပြီးခမားဟာသူရောင်းစားတရားမဟုတ်တော့ဘူး။တကယ်စီပွားရေးသမားတရားဖြစ်လာပြီ။ဒီပုံပြန်လေးကစီပွားရေးသမားဆိုတဲ့စကားလုံးကိုအတိတ်ပဲအတိတ်တခုဖွင့်ပြလိုက်တယ်လို့ပါပဲ။ဆိုလိုတာကစီပွားရေးသမားဆိုတာဘဏ်အကောင့်ထဲမှာပိတ်ဆံဘယ်လောက်ရှိသလဲဆိုတာနဲ့မဆိုင်ဘူး။တန်ဖိုးကိုဖန်တီးပြီးအပြန်လန်ဖလက်တက်တဲ့စိတ်သဘောထားအဲ့ဒီ mindset နဲ့ပဲသက်ဆိုင်နေဆိုတာကိုပြလိုက်တာပါ။ တကယ်အသွင်ပြောင်းလဲမှုရဲ့အဓိကတော့ချက်ကသူ့ရဲ့အသွင်စိတ်မှာစတင်ခဲ့တာပါ။သူကငါဟာသူတောင်းစာမဟုတ်တော့ဘူး။ငါဟာကုန်တယ်တရားလို့ကိုကိုကိုငင်းလိုက်တဲ့အခါမှာပဲသူ့ရဲ့လောရက်တဲ့အားလုံးကပြောင်းလဲသွားတော့တဲ့။သူဟာတနာလို့ပေးတဲ့ပိတ်ဆံကိုလက်ခံနေတာမဟုတ်တော့ဘူး။တန်ဖိုးရှိတဲ့ကုန်ပစ္စည်းတွေကိုကိုရောင်းချနေတဲ့သူဖြစ်သွားပါပဲ။ဟုတ်ပြီ။အတွဲတထွန်းကနေစတင်ခဲ့တဲ့ဒီအပြောင်းလဲကလက်တွေမှာဘလို့အသေးပွင့်ဒီချထွန်းလာခဲ့တယ်ဆိုတော့ကိုဆက်ကြည့်လိုက်ရအောင်။စေရဲ့ဆွမ်းအားကတကယ်လက်တွေကပါကြီးကိုဘလို့ပုံဖော်ထွက်ခဲ့တယ်လေ။ တကယ်ကိုမယုံနိုင်စရာပါပဲချုံလောက်ဆိုတဲ့အချိန်တိုလေးအတွေးမှာသူ့ဘဝဟာလုံးဝကိုပြောင်းလဲသွားခဲ့တဲ့စကားတခုံးကန်နေစခဲ့တဲ့တွေးဆုံမှုအဲ့ဒီကနေအသွေးခေါပြောင်းလဲမှုနောက်ဆုံးမှာတော့အရင်ကသူအားကြခဲ့ရတဲ့လူနဲ့ကြောင့်တန်းသူရည်သူရက်တည်နိုင်တဲ့အချိဖြစ်လာခဲ့တာပါဇလန်းရဲ့အဆုံးမှာတော့သူတို့နှစ်ယောက်ဟာတန်းသူရည်သူစီးပွားရေးသမားလေးအဖြစ်နဲ့ပြန်လည်ဆုံတွေ့ကြပါတယ်အရင်ကတနာစရာကောင်းတဲ့တူတောင်းစားလေးဟာအခုတော့ကိုချစ်တော့ဖော်ကိုရက်တည်နေတဲ့ အောင်မြင်တဲ့လုပ်ငန်းရှင်တယောက်အဖြစ်နဲ့ရည်တည်နေနိုင်ပါပြီ။သူရဲ့နောက်ဆုံးပြောသွားတဲ့စကားကတော့ဒီပုံမြင်တစ်ခုလုံးရဲ့အနှိမ့်ချုပ်ပါပဲ။သူကဗာပြောလဲဆိုတော့တကယ်တော့ကျွန်တော်ကအစကတည်းကစီးပွားရေးသမားတယောက်ပါ။ကျွန်တော်လိုခဲ့ရတာတစ်ခုကကိုကိုကိုအဲ့ဒီလိုဖြစ်တယ်လို့မြင်တော့ကြည့်ဖို့ပဲလိုခဲ့တာပါတဲ့။ဒီပုံမြင်လေးကတက်တယ်ပြားနေတဲ့အချက်ကတော့တကယ်ကိုရှင်းရှင်းလေးပါပဲ။လူတယောက်ရဲ့ပြင်ပကဘာဆိုတာသူတို့ရဲ့အထွန်းစိတ်ကဘာကိုဖြန့်ထင်ဟန်နေတဲ့ချိန်မှုန်ပြင်တစ်ခုလိုပါပဲ ဆိုလိုတာကကိုကိုကိုဘယ်လိုမြင်တယ်လဲဆိုတဲ့အချက်ကပဲကိုဘယ်သူဖြစ်လာမလဲဆိုတာကိုအဆုံးဖက်ပေးနေတာပါဒီတော့ဒီဇလက်လေးကိုအဆုံးမတတ်ခင်မှာနောက်ဆုံးမေးခွန်းလေးတစ်ခု မေးချင်ပါတယ်ကျွန်တော်တို့အားလုံးမှာကိုကိုကိုပြန်ပြောပြနေတဲ့ကိုပိုင်ပုံပြင်တစ်ပုဒ်စီရှိကြပါတယ်အဲ့ဒီပုံပြင်ကတော့ဘယ်လိုပုံပြင်မျိုးများဖြစ်နေမလဲ